အားလုံးပဲမင်္ဂလာပါရှင်ခွန်မီလန်ညူးစ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ချင်းမျိုးသားတပ်ဦး CNF နဲ့နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ထိုင်းနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ချင်းမျိုးသားတပ်ဦး CNF နဲ့နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကထိုင်းနိုင်ငံတနေရာမှာတွေ့ဆုံခဲ့လို့နှိဆက်သူတွေကပြောပါဗါတယ်အဲ့ဒီတွေ့ဆုံမှုမှာလူသားချင်းစာနာမှုအကူအညီပေးရေးအကိစ္စတွေအပါအဝင် အချက်၃ချက်ကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့ CNF တာဝန်ရှိသူ Slime Fan ကပြောပါရယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီကဥဆောင်ချင်းပမဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲရလဒ်တွေကိုချင်းတော်လိုင်းအင်အားစုတွေကလက်မခံတယ်လို့နိုင်ငံတကာကလည်းလက်မခံရန်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါရယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာမြမအရေးဖြစ်ရှင်ရေးအာဆီယံဘုံသဘောတူညီထားတဲ့ဘုံသဘောစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာမြမအရေးဖြစ်ရှင်ရေး ာဆီယံဘုံသဘောတူညီချက်၅ချက်ထဲမှာမပါသလိုအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအရင်ဆုံးဦးစားပေးအကောင့်ထဲပေါ်တင်တယ်လို့လည်းဆွေးနွေးခဲ့ကြပါဗျ။ချင်းပြည်နယ်အစိုးရရဲ့အုပ်ချုပ်ရေးရန်တရာတည်ဆောက်မှုဟာပြည်နယ်ဖက်ဒရယ်ယူနစ်အာကောင်ရေးမှတဆင့်ပြည်အောင်စုအာကောင်ရေးစီကိုချင်းကပ်တဲ့မူဝါဒဖြစ်တဲ့အတွက်နယူးဇီလန်အစိုးရကကူညီပံ့ပိုးပေးနိုင်ရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြပါဗျ။ဒါ့အပြင်အိန္ဒိယနဲ့မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်မှာခိုးလှုံနေကြတဲ့ချင်းစစ်ပေးဆောင် ပြည်သူတွေအတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ လူသားချင်းစာနာမှုအထောက်ပံ့နေရရှိဖို့အဓိကထားဆွေးနွေးခဲ့ကြပါတယ်။နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအမျိုးသားညီညွတ်ရေးကောင်စီ NUCC ပြည်အောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကရင်မျိုးသားစီယုံ KNU ကရင်ညီမျိုးသားများတိုးတက်ရေးပါတီ KNPP ဂျာကာလာကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ပအိုးမျိုးသားဖက်ဒရယ်ကောင်စီချင်းမျိုးသားတအူးတို့နဲ့မြန်မာရေးနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးခဲ့လို့သိရပါတယ်။